ိုလိုမှုမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးလေးမျက်နှာမျိုးနယ်မှာတိုက်ပွဲပြင်းထန်နေပြီးစက္ကစားကာကင်စက္ကန့်နှစ်ခုထပ်မနေ AA နဲ့ပူပေါင်းတပ်များသိမ်းပိုက်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ AA ဝရီတိုင်းလေးမျက်နှာမျိုးနယ်ပတိန်မုံရွာလမ်းမိုက်မှာရှိတဲ့စောပြာတင်းနုကုံကျေးရွာအနီးပတ်ဝန်းကျင်တွေမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပူပေါင်းမဟာမိတ်တပ်တွေဟာတိုက်ပွဲတွေပြင်းထန်နေပြီး တဲန်သူကုံကျင်းရွာအနီးမှာကာကင်စက်ကနှစ်ခုထံမင်းေကိုတိမ့်မိုက်ထင်းချုံနိုင်ခဲ့တယ်လို့စီရဲသတင်းရင်းမြစ်တွေဆီကသိရပါတယ်အာရခတပ်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာပတိမုံရွာလမ်းမကိုထိန်းချုပ်နိုင်ပွဲအတွင်းလေးမျက်နှာမျိုးနဲ့အတွင်စီနကန်ရည်တောင်ဆက်ဆက်ရိုးစောပြတဲနုကုံပန်တော်ကြီးကျင်းရွာတွေမှာတိုက်ပွဲတွေဖော်ဆောင်နေတာလည်းဖြစ်ပါတယ် လက်ရှိမှာတော့အာရခတက်တော်အေးအေးနဲ့မဟာမေပူပေါင်းတပ်တွေဟာလေးမျက်နှာမျိုးနဲ့တန်းသူကုန်ကျင်းရွာအနီးမှာစစ်ကောင်စီတပ်ရဲကာကင်စခန်းတွေကိုထိုးဆစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးယခုရပိုင်းမှာတော့စစ်ကောင်စီတပ်ရဲကာကင်စခန်းနှစ်ခုထပ်မင်းကိုတိမ်မိုက်ထိန်းချုပ်ထားတယ်လို့အေယာဝရီတိုင်းလေးမျက်နှာမျိုးနဲ့ကစည်ရဲတရင်ရှင်မြကပြောပါတယ် အထူးကားကတော့ AA နဲ့ပူပေါင်းတပ်တွေဟာပတိမုံရွာလမ်းမိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်စူးစမ်းနေတာပါ။အရင်ကလည်းတဲနုကုံကျေးရွာကရဲစခန်းကို AA နဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ထားတာရှိပါတယ်။အခုကတော့အဲ့ဒီကျေးရွာအနီးကကာကင်စခန်းနှစ်ခုတည်းမင်းကိုသိမ်းပိုက်ရရှိထားတာပါ။အဲ့ဒီဘက်တွေမှာလေရင်ဘုံချတန်တွေလက်နဲ့ကြီးလက်နဲ့ငယ်တန်တွေကြားနေရစဲလို့ဒီမျက်နာမျိုးကန်လှော်ကထားချင်းရွာကဒေသခံတအူးကပြောပါတယ် အာရခတတော်အေအေနဲ့ပူပေါင်းမဟာမိတ်တွေဟာလေးမျက်နှာမျိုးနဲ့တင်းနုကုံကျင်းရွာရှိပီကန်တီဇွန်လာလေပိုင်းကလေးကတိမ်မရရှိထားတာလည်းဖြစ်ပါတယ်။လေးမျက်နှာမျိုးနဲ့အတွင်စီပတိမုံရွာလမ်းမိုက်တစ်ဆောင်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဒေသခံတွေကလည်းစစ်ကောင်စီတပ်ကခရီးသွားလာခွင့်ကန့်သတ်ပိတ်ပင်ထားပြီးရေချောင်းလမ်းတစ်ခုကိုတောင်ရကန်တန်းနဲ့ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာတိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမျိုးနဲ့မှကျင်းရွာတွင် အင်းအင်းနဲ့ပူပေါင်းတက်တွေရှိတဲ့နေရာတွေကိုလေကြောင်းကနေပုံကျက်တက်ခိုင်းနေပြီးဒရုန်းစက်တက်လေဒီပါတာမူတာတွေနဲ့လည်းအဆက်မပြတ်လာရောက်ပုံကျက်တက်ခိုင်းနေတယ်လို့သိရပါတယ်။စကားစကားတော့လေရင်နဲ့ဘုံအဆက်မပြတ်လာကြတာရှိပါတယ်။တချို့ရာတွေဆိုလည်းစစ်ကြောင်းထိုးနေကြတယ်လို့ကြားပါတယ်။အဲဒီလိုစစ်ကြောင်းထိုးရင်သူတို့မှဒရုန်းစက်တက်လေဒီတွေပါလာတာရှိပါတယ်။အဲ့ဒါတွေကနေကျေးရွာတွေကိုမုံကျက်ချတာရှိပါတယ်လို့လေးမျက်နှာမျိုးနဲ့ကအင်းအင်းနဲ့နေဆက်တဲ့အစီအစဉ်တင်ခြင်းမြတ်တအူးကပြောပါတယ်။ ပီကန်ဒီနိုဝင်မာလာ25ရက်နေ့ကလည်းစစ်ကောင်စီဟာလေးမျက်နှာမျိုးနဲ့ဝက်ကုန်းကျေးရွာကိုဂျက်ဖိုက်တာ20ဖြင့်လေးချောင်းကနေပေါင်900ပုံနီသုံးလုံးကျေချတိုက်ခိုက်ခဲ့တာကြောင့်စစ်ပေးဆောင်နေတဲ့ကွန်ဝန်ဆောင်အမျိုးသမီးတအုပ်အပါဝင်ပြည်သူ2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့လေးမျက်နှာမျိုးနဲ့အတွင်းကိုစစ်ကောင်စီက ပသိမ်မြို့ခြေဆိုင်အနောက်တောင်တန်းစစ်ဌာနချုပ်နာတာခါနေကွင်းကားမြို့အနီးရှိအမှန်ကားတပ်မတော်တပ်မြင့်လေးကြီးရင်တင်းတန်းကျောင်းတွေကနေစစ်ကူအင်အားတွေအဆက်မပြတ်ပို့ဆောင်နေပေမယ့်ပိုမလောက်ဖြစ်နေတယ်လို့သိရပါတယ်။ပီကန်တီဂျပန်တွင်မှလည်းပင်လယ်ရေမျက်နှာပြင်အရာရခိုင်ပြည်ကွာမြို့နယ်နီကတဲ့အေယာဝရီတန်းအတွင်မှရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနယ်တပောင်းမြို့နယ်တဲဖြူရွာတို့မှလည်းစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ဘာရခတ်တော်အေအေနဲ့ပူမမဟာမိတ်တွေဟောင်းအေယဝရိတန်အတွင်းစီငတိုင်းချောင်းမြန်အောင်အင်ကပူလေးမျက်နှာတာပေါင်းရွှေတောင်ရစားတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေပေါ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။ဆလတ်ပင်မိုးကုံမြို့ကနေပီရီယက်တပ်ဖွဲ့တွေအကုန်ဆုတ်ခွာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုံမြို့မှာတရံလန်လေးတပ်ဖွဲ့နဲ့အတူတက်ဆွဲထားတဲ့ PDF တပ်ဖွဲ့တွေမနေ့ကညနေပိုင်းမှာဆုတ်ခွာသွားတယ်လို့မိုးကုံမြို့ကံတွေကပြောပါတယ် မြို့ထဲမှာ PDF တပ်ဖွဲ့တွေမတွေ့ရတော့တလုံးမြို့ကန်အများစုလည်းဒီကနေ့မှထပ်ပြီးပြောင်းရွှေ့နေကြတယ်လို့မော်ကော်မြို့ကန်တွေထံမှသိရှိရပါတယ်မြို့ထဲကနေ PDF တွေထပ်သွားကြပြီးအရင်လိုမတွေ့တော့ဘူး TNL တပ်ဖွဲ့တွေတော့မြို့ထဲမှာရှိနေသေးတယ်လို့မော်ကော်မြို့ကန်တယောက်ကပြောပါတယ်ယခုရပိုင်းမှာပဲမော်ကော်မြို့ထဲစစ်တမ်းနဲ့ဌာနဆိုင်ရာတွင်ပြောင်းဝင်လာမယ်လို့သတင်းတွေထွက်နေပါတယ် စစ်သားတွေကြောင့်နေပြီးဆိုပြီးတံမျိုးလုံးမှာတရင်ထွက်နေတာဘယ်သူမှတော့တိတိကျကျမသိရပါဘူးမြင်လဲမမြင်ရပါဘူးကောလာဟာလာတွေထွက်နေတယ်စစ်တပ်ကလကုံမဝင်မယ်လို့ပဲတည်ထားတာလို့မော်ကုံမျိုးကံမျိုးသမီးတယောက်ကပြောပါတယ်တဆန်နဲ့ဆက်ခွန်တိုက်ပွဲကာလမှာမိုးကုံမျိုးကို TLL နဲ့ MDY PDM မဟာမေးပူပေါင်းတပ်ဖွဲ့ကတိမ်မိုက်ခဲ့တာပါ အစိုးရနဲ့တီအန်လန်လီတို့အပြည့်ရပြီးနောက်ပိုင်းမိုကုံနဲ့မိုမီကနေဖက်ပေးမယ်လို့တီအန်လန်လီကပြောဆိုခဲ့ပြီးယခုလကောင်မှမိုကုံမျိုးအလွဲအပြောင်းစီစဉ်တွေလွှတ်ဆောင်မယ်လို့တီအန်လန်လီနဲ့နီဇတ်တဲ့မိုကုံမျိုးကန်တွေကပြောပါတယ်လက်ရှိမှာတော့မိုးကုံမြို့ထဲလူဦးရေအနေငယ်တာကြံပြီးကြောင်လုတ်ကတ်တွေမှာတော့စာတူးတဲ့အလုတမားတွေဆက်လက်လုတ်ကန်နေကြတယ်လို့မိုးကုံမြို့ကန်နေစီကသိရပါတယ်ရှင်။